စစ်ကောင်စီကငလင်ဘေးကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်နိုင်ဖို့ယာယီအပြည့်ရက်ကာလကြေညာထားပေမဲ့တိုင်းနယ်ပြည်နယ်တွေမှာနေစဉ်လက်နက်ကြီးဖြင့်လေကြောင်းကနေပစ်ခတ်တိုက်ခိုက်နေရလို့နိုင်ငံရေးကျင်းသားများကကိုင်ကြီးစောင့်ရှောက်ရေးတဲ့ AAPB က April 6ရက်နေ့မှာထုတ်ပြန်လာပါတယ်။ ဧပြီလ2ရက်နေ့ကစပြီးဧပြီလ22ရက်နေ့အထိရပ်ပေါင်း20ကျော်ကြာယာယီအပြည့်ရက်ကာလအဖြစ်စစ်ကောင်စီကထုတ်ပြန်ကြေညာထားပေမဲ့နိုင်ငံတော်ဝန်ကတိုင်းနယ်ပြည်နယ်တွေမှာ နေ့စဉ်လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကိုဇတိုက်လုံဆောင်နေတာပါဧပြီလ4ရက်နေ့မှာလွိုင်ကော်မြို့နယ်ရှိကင်းကောခုကျေးရွာကိုစစ်ကောင်စီကလေကြောင်းအပြင်လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အယက်သား9ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ် ဒါပြင်အဲ့ဒီနေ့မှာပဲရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်ကိုစစ်ကောင်စီကတိုက်လေရင်နဲ့ပုံကျဲခဲ့တာကြောင့်ခရစ်ယာန်ဖျားเจ้าတကြောင်အပါဝင်လူနေအိမ်တွေထိခိုက်ပျက်စီးခဲ့ပြီးအရသာပြည်သူတချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဧပြီလ9ရက်နေ့မှာလဲရှမ်းပြည်နယ်နောင်ချိုမြို့နယ်နဲ့ညောင်ရွှေမြို့နယ်မကွေးတိုင်းပခုတ်ကူမြို့နယ်မန္တလေးတိုင်းမတ္တရာမြို့နယ်တို့ကိုစစ်ကောင်စီကလက်နက်ကြီးဖြင့်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်နေအိမ်20ကျော်ထိခိုက်ပျက်စီးခဲ့ပြီးပြည်သူတချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ အလားတူဧပြီလ6ရက်နေ့မှာလည်းသခိုင်းတိုင်းဘူးတလင်မြို့နယ်နဲ့ချောင်းဦးမြို့နယ်တွေကိုစစ်ကောင်စီကစစ်တပ်လေထီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၄ဦးသေဆုံးခဲ့သလိုထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိနေတယ်လို့ AABB ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။